ယေရှုရှင်လယ်ဒီဆရာတော်ဖျားကြီးကသူ့ရဲ့တပည့်ဖြစ်တဲ့မောင်ရောင်ညီကို ဆုံးမထားတာတွေတခုရှိတယ်ဗျ။အဲ့ဒါကဘာလဲဆိုတော့တပိုင်းကြောင်ကျက်စာရယုံနဲ့ခက်ပါလာသဘောညာထက်မာနပြောတန်တယ်ဒေါသမှန်ထူပွားပိတကသူ့ဖက်လာလျင်သူ့ထက်ငါညင်းတဲ့သူစားတဲ့မောင်ရောင်ညီကိုဆုံးမထားတဲ့စာသားလေးပါ။ဒါကဘာပြောတာလဲလို့ဆိုရင်တပိုင်းကြောင်ကျက်စာလေးရယုံနဲ့ခက်ပါလာသဘောညာတဲ့ထက်မာနပြောတန်တယ်တဲ့ ူပြောလိုက်ပြီဆိုရင်လေလေလုံးမိုးလုံးထွားပြီးတော့มาပြောတယ်ကြဘိုးကိုလိတ်ဖြစ်အောင်ပြောတဲ့လူစားမျိုးပေါ့ထက်မှန်နာပြောတန်တယ်ပြောလိုက်တဲ့စကားတွေကလည်းပဲရင်ရင်ကြေးကြေးတိမ်တိမ်မွေ့မွေ့မရှိဘူးရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်ထက်မှန်နာပြောတန်တယ်ဒေါသမန်ထူပွားပြီးတကတူဖက်လာလျင်သူ့ထက်ငါညင်းတဲ့သူစားတဲ့ပြီးတကတွေနဲ့ပတ်သက်လာလို့ညင်းရပြီတဲ့ဆိုရင်သူဟာသူဘလောက်တတ်တတ်ဘလောက် တော်တဲ့ဆရာတော်ကြီးဖြစ်နေဖြစ်နေဘလောက်ပညာတတ်တဲ့ဆရာတော်ကြီးဖြစ်နေဖြစ်နေပြီးတဲ့ကနေပတ်သက်လာရင် သူများထက်တာအောင်ညင်းတဲ့လူစားမျိုးကိုခေါ်ပါတယ်ဘုံဘုံတို့မြန်မာနိုင်ငံမှာလည်းပဲအဲ့လိုလူမျိုးတွေအများကြီးရှိပါတယ်ကိုတော်တယ်ကိုတတ်တယ်သူများကိုသိစေချင်တာညင်းတာဘလို့အကြောင်းပြချက်မျိုးပေးပြီးတော့မှရှင်းပြရှင်းပြလက်မခံဘူးဒါကြောင့်မို့လက်ပိုင်းကြောင့်စက်စာရယုံနဲ့ခက်ပါလားသဘောညာထက်မာနာပြောတန်တယ်ဒေါသမှထူပွား ပိတကတုဖက်လာလျင်သူ့ထံကညင်းတဲ့သူစားအဲ့ဒီလိုလူစားမဖြစ်ပါစေနဲ့ယေရှုအမြတ်ကြီးတင်ပါတယ်